ကျမတော်မူကြပါသခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ဘောလက်ခဲမှာစစ်ကောင်စီတက်နဲ့တိုက်ပွဲဖြစ်ပြီး၄ဦးသေလက်နက်၅လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဂရင်းနီပြည်နယ်ဘောလက်ခဲမြို့နယ်အတွင်းကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတစ်ခုကို ော်လိုင်းရင်အင်အားစုတွေကတွားရောက်တိုက်ခိုက်ခြင်းမှာတိတွေ့မှုဖြစ်ပြီးစစ်ကောင်စီဘက်က၄ရောက်ထပ်မင်းတေဆုံလက်နက်၅လက်သိမ်းဆည်းရမိတယ်လို့ကရင်နီပြည်တပ်မတော် KAC ရေးချုပ်ဗိုလ်မှူးဖုံးနိုင်က မေလ31ရက်နေ့မှာပြောဆိုလိုက်ပါတယ်။မေလ30ရက်နေ့မနက်ပိုင်းမှာခမရ33ခွန်အနီးနားကကာကင်းကိုတွားရောက်တိုက်ခိုက်ခြင်းမှာလက်နက်၅လက်နဲ့ခဲတချို့သိမ်းဆည်းရမိခဲ့ပြီးစစ်ကောင်စီတပ်သား၄ရောက်ထပ်မင်းတေဆုံခဲ့တယ်လို့သိရှိရပါတယ်။ဗိုလ်မှူးဖုံးနိုင်က ဘောလကဲကာကင်းကမနေ့ကလှုပ်တယ်လေလက်နက်နဲ့ကြီးစံတချို့ရတယ်အလောင်းလေးလောင်းတွေ့တယ်အဲ့လောက်ပဲပြောလို့ရသေးတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မေလ25ရက်နေ့ကစစ်ကောင်စီတက်ရဲ့ရင်းနှီးပေါက်ကာကင်းစခန်းကိုတော်လရင်အားစုများကတင်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်14ယောက်တေဆုံးတဲ့ပြင်လက်နက်ခဲယမ်းတွေလည်းတင်စေရမိခဲ့ပါသေးတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့စကိုင်းမြို့တပ်မ33ဌာနချုပ်ကိုရှော့တိုက်တွန်းသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ကိုရှော့တိုက်တွန်းသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတပ်မဌာနချုပ်အတွင်းထိရောက်စွာကြောက်ရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ Brief Warriors of Myanmar BWM အဖွဲ့တာဝန်ရှိသူတဦးကပြောကြားပါတယ် မေလ31ရက်နေ့မွန်းလွဲ2:20မိနစ်ကစကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြတ်တပ်မထဏနာချုပ်တပ်မ33စခန်းအတွင်းကိုတရခွန်မမရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာထိရောက်စွာကြာရောက်ပေါက်ကွဲခဲ့ပြီးအကြံပတ်စစ်ကောင်စီတပ်သားထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုများကိုစုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။၃လုံးစလုံးထိရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ရမှာအရင်နာမည်ကြီးတဲ့တပ်မ33ကိုအခုလိုလက်တော့ပြန်နိုင်လို့ကျွန်တော်တို့ကြေညာပါတယ်။ လာမယ်ဆိုတဲ့စစ်ကောင်စီထိပ်တီးခေါင်းဆောင်ကိုလည်းချိန်ချောင်းနိုင်လို့ပြည်သူတွေခံစားရတဲ့မလုံခြုံမှုကိုသူတို့ကိုပြန်လုပ်ပေးနိုင်လို့ကျေနပ်ပါတယ်လို့ Brief Warriors of Myanmar PWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brief Warriors of Myanmar PWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Shadow Sky အဖွဲ့ No More Dictatorship NMD အဖွဲ့နဲ့စကိုင်းမျိုးပြပြောက်ကြား Infinity အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အမှတ်33ချင်းမြတ်တက်မဌာနချုပ်တက်မ33ဟာຫນွေဦးတော်လင်ကြီးကာလတလျှောက်ပြည်သူအပေါ်ကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ရမှာအရက်ဆက်ဆုံးတပ်ဖြတ်နာမည်ကြီးတဲ့စစ်ကောင်စီရဲ့လက်ရုံးတပ်ဖြတ်တယ်လို့လက်ရှိမှာလဲတက်မ33ရဲ့ဒုတက်မမှုဦးစီးကစကိုင်းမြို့နယ်အတွင်းကကြီးရွာမြတ်မှာပြည်သူများကိုဖမ်းဆီးပြီးလူသားတိုင်းလောက်ကစစ်ကြောင်းထိုးနေကြောင်းသိရှိရပါတယ်။အဲ့ဒီလိုနှိပ်စက်မှုကိုတုံ့ပြန်တဲ့အနေနဲ့၎င်းအဆိုပါတက်မ33စကန်းကို စစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်တဦးလာရောက်မဲလို့သတင်းရရှိထားတဲ့အတွက်ကြောင့်လကောက်စစ်ကောင်စီထိပ်သီးခေါင်းဆောင်များအတွက်ပင်ပြည်စီရမြေမရှိမြေသည့်နေရာမှာလုံခြုံမှုမရှိဖြစ်စေရန်အတွက် BWM နဲ့မဟာမိတ်များကတက်မှ၃၃နဲ့၎င်းတို့ရဲ့ထိပ်သီးခေါင်းဆောင်နေနေရေး BWM Mission 40ကိုပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိပေးထားပါတယ်။၎င်းတက်မှကိုလာမဲ့စစ်ကောင်စီထိပ်သီးခေါင်းဆောင်မှာမြေသူဖြစ်ကြောင်းကိုစုံစမ်းနေစဉ်ဖြစ်ပြီးယနေ့ Mission ကိုအောင်မြင်အောင်ကူညီခဲ့တဲ့ နေမီကန်တော်လရင်အဖွဲ့များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြောက်ပြူတိုက်ပွဲမှာအထိနာနေတဲ့စစ်ကောင်စီဟာစစ်တွေမှာရှိတဲ့ဒဏ်ရာရစစ်သားများကိုတွားရောက်အားပေးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကြောက်ပြူမြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်းအထိနာနေတဲ့စစ်ကောင်စီဟာစစ်တွေမှာရှိတဲ့ဒဏ်ရာရစစ်သားများကိုတွားရောက်အားပေးနေတယ်လို့သိရှိရပါတယ် ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းဦးဆောင်တဲ့အဖွဲ့ဟာစစ်တွေမျိုးရေကျမ်းပြင်ကြီးရွာအနီးမှာရှိတဲ့ MS ကွန်ဂရင်တရာစစ်ဆေးရုံမှာတက်ရောက်စစ်ကူတမှုခံယူနေရတဲ့ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမေလ30ရက်နေ့နက်ပိုင်းမှာတွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့တယ်လို့စစ်ကောင်စီဘက် MRTV ရုပ်သံမှာမေလ30ရက်နေ့ကဖော်ပြထားပါတယ်။ရင်းတို့တွေ့ဆုံရမှာဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်များကိုအားပေးစကားပြောခဲ့တယ်လို့ ငွေကြေးအချို့နဲ့စားတောက်ဖွဲ့ရများကိုလည်း PFK တယ်လို့သိရှိရပါတယ်။အဲဒီနောက်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းရဲ့အဖွဲ့ဟာစစ်တွေတက်နေမှာပြုတ်လုခဲ့တဲ့အထူးနေလေစာစားပွဲကိုတက်ရောက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတူတကွနေလေစာစားတောက်ခဲ့ကြပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့မိသားစုများကိုလည်းချင်းမြင့်ငွေများ PFK တယ်လို့ MRTV ရုပ်သံအရသိရှိရပါတယ်။လက်ရှိမှာစစ်တွေမှာအရခတ်တက်တော်နဲ့စစ်ကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားမှုမရှိပေမဲ့ စစ်ကောင်စီဘက်ကအေးအေးရှိနိုင်တယ်လို့ယူဆရတဲ့နေရာများနဲ့အေးအေးထိမ့်ချုပ်ထားတဲ့ယသည့်တောင်ပုံနာကျွန်းနဲ့ပေါတောမြို့နယ်မြောက်ကိုလက်နက်ကြီးကြီးများနဲ့ရန်တမ်းပစ်ခတ်လျက်ရှိတယ်လို့သိရှိရပါတယ်။ကြောက်ဖြူမြို့နယ်မှာဆိုရင်စစ်ကောင်စီနဲ့အေးအေးတို့လက်ရှိတိုက်ပွဲပြင်းထန်နေလျက်ရှိပြီးစစ်ကောင်စီဘက်ကအထိနာလျက်ရှိတယ်လို့မြေပြင်စီးရေးတရင်ရင်းမြစ်များကပြောဆိုကြပါတယ်။ကြောက်ဖြူတိုက်ပွဲအတွင်းမှာစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးကျော်လင်းချိုင်အပါအဝင်စစ်တုံးပန်းအမြောက်အများကိုလည်း အေအေကမေလ30ရက်နေ့မှာကြောက်ပြုံမြို့နယ်မင်းတပ်တောင်ရွာအနီးတိုက်ပွဲများအတွင်းလက်နက်ခဲယမ်းများနဲ့အတူလက်ရဖမ်းမိထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ကြောက်ပြုံတိုက်ပွဲများအတွင်းမှာလည်းစစ်ကောင်စီရဲ့တပ်မတစ်တစ်ချင်းမြန်တရင်ဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့အလုတ်တင်ဗိုလ်တဦးကိုလည်းအေအေရဲ့စနိုက်ပါတပ်ဖွဲ့ကရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်ကိုလည်းလက်နက်ခဲယမ်းများနဲ့အတူလက်ရဖမ်းမိခဲ့တယ်လို့သိရှိရပါတယ်။လက်ရှိကြောက်ဖြူမှာဖြစ်ပွားနေတဲ့တိုက်ပွဲများဟာ တရုတ် gas pipe လိုင်းများနဲ့မီတာ6000ကျော်သာကွာဝေးတော့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လက်နက်ကင်အဖွဲ့များငင်းချင်းရေးစပွဲဝိုင်းကိုလာပြီးတိုင်းပြည်ထူထောင်ကြရန်တော်တသက်ခံပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတိုင်းရင်သားလက်နက်ကင်အဖွဲ့အစည်းများအနေနဲ့ငင်းချင်းရေးစပွဲဝိုင်းကိုလာရောက်ပြီးတိုင်းပြည်ပြန်လည်ထူထောင်ကြရန်ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဒေါက်တာတသက်ခံကပြောဆိုလိုက်ပါတယ်မေလ30ရက်နေ့နေပြည်တော်မင်္ဂလာတီရီဟိုတယ်မှာပြုလုပ်ခဲ့တဲ့ မြန်မာပြည်အလဲပိုင်ငလင်ကြီးပြန်လည်ထူထောင်ရေးသုံးသက်ဆွေးနွေးပွဲမှာဒေါက်တာတသက်ခိုင်ကဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီကလည်းအပြစ်ခက်ရဲစဲရေးကိုလုံနေတယ်လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကအပြစ်ခက်ရဲစဲရေးလှုပ်ထားကြတဲ့အတွက်နိုင်ငံရဲ့မျိုးသားအကျိုးစီးပွားကိုပဲရှင်းရှုပြီးအကုန်လုံးလက်တွဲပြီးပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်းလည်းဒေါက်တာတသက်ခိုင်ကပြောဆိုပါတယ်။ကျမပထမဆုံးမြစ်တာရက်ခန့်ကျင်တာကတော့ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေအပြစ်ခက်ရဲစဲရေးကိုလှုပ်ပြီးတော့မှ ီငိမ့်ချမ်းရေးစပွဲဝိုင်းကိုလာပြီးတိုင်းပြည်ကိုဘလူးစုပေါင်းတီထောင်မလဲပေါ့နော်ပြန်လဲတီထောင်မလဲအဲ့ဒါလေးကအရေးကြီးပါတယ်နောက်တစ်ခုကပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးပါတယ်တိုင်းပြည်ချစ်တဲ့စိတ်နဲ့ကိုယ့်အမျိုးသားအကျိုးစီးပွားကိုပဲဥတည်ပြီးတော့မှအကုန်လုံးကတယောက်နဲ့တယောက်တင်းကြီးခံပြီးတော့မှလက်တွဲပူပေါင်းဆောင်ရွက်တဲ့အချိန်ဖြစ်ပါတယ်ရှင်းလို့ပြောပါတယ်တူတော်စစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကစတင်ပြီး22ရက်နေ့ထိတကြိမ်ဧပြီလ21ရက်နေ့ကနေ30ရက်နေ့ထိတကြိမ် မေလ1ရက်နေ့မှ31ရက်နေ့ထိတကြိမ်တနိုင်ငံလုံးအပြစ်ခတ်ရက်စင်းကြောင်းကြေညာထားပါတယ်။အဲ့ဒီလိုကြေညာထားပေမဲ့လည်းစစ်ကောင်စီကတနိုင်ငံလုံးမှာရှိတဲ့အရက်သားနေထိုင်ရာနေရာများတော်လန်ကြီးတပ်ဖွဲ့များနေရာများကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်နေပြီးနှစ်လအတွင်းမှာအရက်သားယာနဲ့ချီတိုက်ဆုံနေပါတယ်။ဒါအပြင်မြန်မာနိုင်ငံကိုပြန်လည်ရုံထတီထောင်ရန်နိုင်ငံသူနိုင်ငံသားများမှလည်းအထူးအခန့်ကဏ္ဍကနေပူးပေါင်းပါဝင်ရမယ်လို့ဒေါက်တာတက်တက်ခိုင်ကဆက်လက်ပြောဆိုပါတယ်။ ူပေါင်းဆောင်ရွက်ပြီးတော့မှလုံခြုံရေးအရေးစိန်ခေါ်မှုတွေကိုလည်းပြည်သူလူထုရင်ဆိုင်နေရတယ်ပြီးတော့တိုက်ပွဲရှောင်ရတယ်တိုက်ပွဲရှောင်ရတော့ကိုဋေတာမှာကိုမနေနိုင်ဘူးအလုပ်တွေမလုပ်နိုင်ဘူးကလေးတွေဆိုလို့ရှိရင်ကျောင်းတွေပြောင်းရတယ်သို့မဟုတ်ကျောင်းမနေရဘူးပေါ့လေစသဖြင့်ဒီလိုအခက်အခဲတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီလိုကြားထဲမှာမှကျမတို့တဘာဝဘေးကိုထက်ကြုံရတယ်ကျမတို့အကုန်လုံးကကျမတို့မြန်မာနိုင်ငံကိုပြန်လဲရုံထပြီးတည်ထောင်ဖို့ကကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အခန့်ကဏ္ဍက အတ ିକ အခန်းကဏ္ဍမှာပါဝင်ရမယ်ပေါ့နော်လို့ဆိုပါတယ်မြန်မာငလင်ကြောင့်ဌာနဆိုင်ရာနဲ့ပြည်သူလူထုများမှာစုစုပေါင်းဆုံးရှုံးတန်ဖိုးငွေကျပ်3804.54ဘီလီယံရှိခဲ့တယ်လို့စစ်ကောင်စီကမေလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့ KMTF စကန်စီနင်းမီရှို့ခံရလို့7500ကျော်ဆုံးရှုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အနောက်မြောက်ဘက်မှာရှိတဲ့ ကမ်မဒက်ဖ ens ဖို့ KMDF စခန်းကိုစီနေမီရှုခံရပြီးကျက်သိန်း900ကျော်ဆုံးရှုံးသွားတယ်လို့တပ်ဖွဲ့တာဝန်ခံစီကနေသိရှိရပါတယ်။ရောင်ချစ်ပင်ရွာကနေထွက်လာတဲ့ပခုတ်ကူတပ်မတရားတက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရောင်ချစ်ပင်ရွာကပြူစောတိပူပေါင်းအင်အား150ခန်းဟာမေလ28ရက်နေ့ညနေ4နာရီကျော်ခန့်မှာစခန်းကိုရောက်လာပြီးထိတွေ့တိုက်ပွဲမဖြစ်ဘဲစခန်းကိုမိရှုသွားတာလို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲကမဖြစ်ဘူးစစ်ရှောင်းတဲတွေနဲ့တအားနီးတော့ ပြည်သူတွေထိခိုက်မှဆိုးလို့ထိတွေ့မှုမယူပဲရှောင်လိုက်တာထိတွေ့ယူမယ်ဆိုမကြီးတန်းတဲ့ကံမကြားကလေးကယူလို့ရတယ်သူတို့ကိုထိတွေ့မယူဘူးဆိုတာကကြောက်လို့တော့မဟုတ်ဘူးလို့ KMTF တာဝန်ခံကဆိုပါတယ်ပြည်သူထိခိုက်မှုရှိမှဆိုရင်တော့ကင်းထောက် drone အားနဲ့ချက်ရှိတာစစ်ကြောင်းကိုမျက်ခြေမပြတ်လိုက်ကြည့်နေရတာတွေကြောင့်စကန်အတွင်းပစ္စည်းတွေကိုတိမ့်ချိန်မရပဲမိရှို့ဖြက်စီးခံလိုက်ရတာလို့အထက်ပါတာဝန်ခံကဆက်ပြောပါတယ်စကန်ထဲမှာရှိတဲ့ DND ရန်မိုင်း ဖောက်ခွဲရေးပစ္စည်း G3 G ရာချီလက်နက်ထုတ်လုပ်ရေးပစ္စည်းမီးစက်ရိတ်ခါတွေစိုက်ကင်နစီးမှမီးလောင်ပျက်စီးပြီးစုစုပေါင်းကာလတန်ဖိုး7,500ကျော်လောက်ပျက်စီးဆုံးရှုံးသွားတယ်လို့ဆိုပါတယ်။ဆုံးရှုံးသွားတဲ့ပစ္စည်းတွေကိုပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်ပြည်သူတွေရဲ့အကူအညီလိုအပ်နေတာကြောင့်တပ်ဖွဲ့စီကိုချိတ်ဆက်ကူညီပေးကြဖို့ကိုလည်းအဖွဲ့တာဝန်ခံကပြောပါတယ်။အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာမေလ29ရက်နေ့ကတည်းက ကံမမျိုးအနီးတဝိုက်ကြေးရွာတွေကိုစစ်ကြောပတ်ထိုးနေတာဖြစ်ပြီးမေလ28ရက်နေ့မှာမကြီးတန်းကြေးရွာကအသက်60ဝန်းကျင်ဦးကြည်စုမဲစလီကြေးရွာနဲ့အသက်90ဝန်းကျင်ဦးကျော်နိုင်အင်ပတ်ရွာကအသက်90ကျော်ဦးစံအောင်အသက်22နှစ်အရွယ်မောင်ဖုန်းတို့ကိုဖမ်းဆီးသွားခဲ့ရမှာမေလ30ရက်နေ့ထိပြန်မလွတ်သေးဘူးလို့သိရှိရပါတယ်စစ်ကောင်စီစစ်ကြောထိုးခဲ့တဲ့ချိန်အင်ပတ်မဲစလီမကြီးတန်းမကြီးတုံးပဲနောက်ပေါက်အပါအဝင်ကြေးရွာပေါင်း10ရွာကျော်က ဒေသခံ8000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးမေလ26ရက်နေ့မှာစစ်ကြောင်းကပေါ့မြုံနယ်ဘက်ကိုဝင်ရောက်သွားချိန်မှာဒေသခံတွေကရွာတွေကိုပြန်ဝင်ခဲ့ကြတယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ9ရက်နေ့ကလည်းပခုတ်ကူမြို့နယ်ကိုင်းကြီးရွာဒေသကာကွယ်ရေးစခန်း1ကိုစစ်ကောင်စီဝင်ရောက်စီးနှင်ခံရကအဖွဲ့ဝင်3ဦးနဲ့ရွာကအမျိုးသမီး2ဦးသေဆုံးပြီးလက်နက်အချို့သိမ်းဆီးခံလိုက်ရတယ်လို့သိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စက္ကဆတဲ့ရင်မမှန်ပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းကဇော်မဲလုံးကကရင်တပ်စခန်းများဆုံးရှုံးနေခြင်း KNU အနေနဲ့အပြည့်အဝကြီးညာထားမှုကိုလိုက်နာပေးရတယ်မလိုက်နာပါကလူလိုင်းလုံးထိုးစင်တဲ့စက္ကဆဘက်ကထိုးစင်စင်တက်ခိုက်ရလိမ့်မယ်လို့ချင်းချောက်ခေကြောင့်တင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်မှာရှိတဲ့နေဆက်စခန်းများအပါအဝင်တပ်စခန်းများစွာကိုလက်လွတ်ဆုံးရှုံးနေရတဲ့စက္ကဆမှ KNU လက်နက်ကင်အင်အားစုအဖွဲ့များကို ိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးယာယီအပြစ်ခံရင်ဆဲခြင်းကြီးညာထားမှုကိုအလေးထားလိုက်နာဆောင်ရွက်ပေးရန်တိုက်တွန်းပြောဆိုကြောင်းစစ်ကောင်စီတရင်ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့တရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ငလင်ဘေးတင်ပြည်သူများအားကူညီထောက်ပံ့နိုင်ရန်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့်တည်ငြိမ်အေးချမ်းမှုလိုအပ်တယ်လို့လည်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုပါတယ်။သို့တော့ KNU နဲ့ KIA လက်နက်ကိုင်အဖွဲ့တို့ဟာ စက္ကဆတက်စကဲနေရာများကိုယာယီအပြည့်ရဲ့စက္ကဆရဲ့ဂျင်ညာထချက်ကိုအခွင့်ကောင်းယူပြီးဒရက်ဆက်ဒိုးစစ်စင်တက်စကဲများကိုသိမ်းယူနေခြင်းဟာတိတ်ခါမဲ့လုပ်ရဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုပါတယ်မိမိတို့စက္ကဆပတ်မှယာယီအပြည့်ရဲ့ဂျင်ညာချက်ပေါ်တိုင်းရင်သားလက်နက်ကင်များပတ်မှမလိုက်နာပါကစက္ကဆရဲ့မဟာအင်အားတင်နှန်းစင်တက်အင်အားစုအလုံးအရင်းနဲ့လူလိုင်းလုံးစစ်စင်ရေးဖြင့်တိုက်ပွဲပေါ်ဆောင်ပြီးတက်စကန်များကိုပြန်လည်သိမ့်ပိုက်ရလိမ့်မယ်လို့ချင်းချောက်ပြောဆိုသွားပါတယ်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်သွားခဲ့တဲ့စကိုင်းပြင်းထန်ကလေးနောက်ဆက်တွဲရှင်းလင်းရင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာစစ်ကောင်စီကဧပြီလ9ရက်နေ့မှာမေလကုံအထိယာယီအပြစ်ရဲ့ကြေညာမှုကို ကာလာပိုင်ချပြီး၃ကြိမ်ကြေညာခဲ့ပါတယ်။သို့တော့ယာယီအပြစ်ရဲ့ကြေညာထားတဲ့ကာလာအတွင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်းထုတ်လွှတ်ရှားမှုများအပြင်နိုင်ငံအနှက်ဘုံကျဲတိုက်ခိုက်မှုများကြောင့်တော်လန်ရေးအဖွဲ့တချို့ကယာယီအပြစ်ခက်ရဲစဲခြင်းများအတိအထုတ်ပြန်ထားခဲ့ပေမဲ့ တိုက်ပွဲများနေ့စဉ်နှီးပါဖြစ်ပွားနေခဲ့ပြီးစစ်ကောင်စီအနေနဲ့လည်းတပ်စခန်းများကိုတခုပြီးတခုလက်လွတ်ဆုံးရှုံးနေရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးချင်တာကတော့မေခမလိခမြေကြီးကြီးနေ၍ပူတာအိုချီပွေအနေပိုက်ဒေတာများရေမြုံအေယာဝတီမြေကြီးဆက်လက်မြင့်တက်နေ၍ရေပိသတိပေးထားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်အတွင်းမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်မေခနဲ့မလိခမြစ်တို့မှာမြေကြီးများဆက်လက်မြင့်တက်နေပြီးမြေပေးတလျှောက်နေထိုင်သူများ ရေပိသတိပြုရန်ကချင်ဒေသသတင်းအရင်းမြစ်တချို့ကပြောဆိုပါတယ်မေခနဲ့မလေးခမြစ်ပေါင်းစုံရမှဖြစ်ပေါ်လာတဲ့အေယာဝတီမြစ်ရေဟာလည်းရေဆက်လက်မြင့်တက်နေကမြကြီးနားမြို့မှာရေပိသတိပေးမှုများပြုလုပ်ထားတယ်လို့ဆိုပါတယ်ပူတာအိုမလေးခမြစ်ရေဆက်လက်မြင့်တက်နေစဉ်ပူတာအိုအနေပိုင်းနေရာအချို့ရေနစ်မြုပ်နေပြီးမေခမြစ်ဘေးကချီပွေမနစ်ကတည်းကရေတက်အားကောင်းလို့ရေပေါ်ပြောင်းရွှေ့နေကြရာနှစင်းလုံးအရှိန်ကောင်းကောင်းနဲ့အောက်ဘက်ကိုဆင်းလာနေတယ် ဒါကမြေကြီးနာအေယာဝတီမြေကြီးဆက်လက်မြင့်တက်နေတဲ့မြို့နဲ့နီးတဲ့ရေလေကျွန်းအလုံးမြို့နေပြီလို့ကချင်သတင်းရင်းမြစ်ကရည်ကြီးမှုကြောင့်နေအိမ်များနှိမ့်မြုပ်နေမှုမှတ်တမ်းများကိုပြသ၍ပြောဆိုပါရယ်မိခနဲ့မလိခမြေကြီးအပြန်ရည်တက်နေပြီးအောက်ဖက်ဒေသမှာရှိတဲ့မြေနေပိုင်းနေပြည်သူများကြိုတင်ပြင်ဆင်ကြရလက်၎င်းကတိုက်တွန်းပါရယ်အခြားကချင်းတရင်အီးမြစ်တချို့ကလည်းမေခနဲ့မလီခမျက်နှာတွေလုံးရဲ့မြစ်ပြားပိုင်းမှာမြေကြီးဆက်လက်မြင့်တက်နေစေဖြစ်တဲ့အတွက် မြေကျောင်းတလျှောက်မှာရှိတဲ့ပြည်သူများတရိထားနေထိုင်ကြရင်အကြံပြုထားပါတယ်မင်္ဂလာပင်လယ်အော်မှာမေလ29ရက်နေ့ကအားကောင်းတဲ့မုန်တိုင်းငယ်ဖြစ်ခဲ့ပြီးအဲ့ဒီမုန်တိုင်းအရှိန်ကြောင့်ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းများကိုအထူးသတိပြုတင်ကြောင်း NUG ရဲ့ MOHDM ကမေလ29ရက်နေ့မှာတတိပေးထားပါတယ်။အဲ့ဒီမုန်တိုင်းငယ်အရှိန်ကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာနေရာစိတ်စိတ်မှာ နေရာကျဲကျဲမိုးထစ်ကြုံရွာသွန်းနိုင်ကြောင်းလဲခန့်မှန်းထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ